မန္တလေးတိုင်းမိုးကုတ်မြို့ကို DNL တပ်ဖွဲ့ကစစ်ကောင်စီထံကိုပြန်လည်ပေးရသည့်တိုင်မိုးကုတ်မြို့ကိုစစ်ကောင်စီလက်အောက်မကျရောက်စေရေးစွမ်းကုန်ကာကွယ်သွားမှာဖြစ်တယ်လို့တော်လိုင်းရေးသတင်းမြန်မာနဲ့မိုးကုတ်ခြေဆိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ရဲ့အဆိုအရသိရပါတယ်။လက်ရှိမိုးကုတ်မြို့မှာဖြစ်ပေါ်နေတဲ့အခြေအနေအရမြေသောပြန်ခက်ခဲဖြင့်ကြုံတွေ့စေကောင်မူမိုးကုတ်မြို့နယ်ပကဖအနေနဲ့မြို့နယ်အတွင်းမှာခြေပြူထားတဲ့တရင်တပ်ဖွဲ့များညီကိုတရင်တပ်ဖွဲ့များတော်လိုင်းရေးတပ်ဖွဲ့များပြည်သူများနဲ့လက်တွဲပြီး မိုးကုတ်မြို့ကိုစစ်ကောင်မရှင်လက်အောက်မှာကြားရောက်စေရေးကာကွယ်သွားမှာဖြစ်တယ်လို့မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖကအတည်ပြုထားတာဖြစ်ပါတယ်။ဒေါ်လန်ပြည်သူအားလုံးကိုဒီနေရာကနေပြောပြချင်တာကတော့နိုင်ငံရေးဖီအားကြောင့်ဆုတ်ခွာပေးလျက်တဲ့ DNL ပေါ်မှာစိတ်ဆိုးဒေါသထွက်တာခံပြင်းကြတာအပြစ်မြင်ကြတာတွေလည်းရှိနေပါတယ်။ဒါပေမဲ့မိုးကုတ်မြို့မှာဖြစ်တဲ့ဒေါ်လန်ရဲ့ဘော်တွေအများကြီးရှိနေသလိုစီးလုံးညီညွတ်မှုအားနဲ့စစ်ကောင်မရှင်ကိုပြန်လဲခုခံတွန်းလှန်ကြဖို့လည်းရှိနေတဲ့အတွက် အတူတကွလက်တွဲပြီးစစ်ကောင်မရှင်ကိုတန်ပြန်ခုခံသွားမယ်ဆိုတာပြောချင်ပါတယ်လို့မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖမှာတာဝန်ရှိသူတို့ကပြောဆိုထားတာဖြစ်ပါတယ်။မိုးကုတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မိုးကုတ်ပကဖကတော်လိုင်းခီချမ်းကြီးကိုပြည်သူလူထုရဲ့ကူညီထောက်ပံ့မှုနဲ့ယက်တီလာခဲ့တဲ့အဖွဲ့အစည်းဖြစ်ပြီးတော်လိုင်းရဲ့အပေါ်မှာအစဉ်တစိုက်အာသွန်ခွန်ဆိုင်နဲ့စ조사ခဲ့ကြသလိုအောင်မြင်မှုများကိုလည်းမဟာမိတ်တပ်ဖွဲ့များညီကိုတပ်ဖွဲ့များနဲ့အတူအောင်ပွဲများဆင်နိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။ပြည်သူ့ကာကွယ်ရေးအဖွဲ့မိုးကုတ်မြို့နယ်ပကဖအနေနဲ့ ဒေါ်လင်းအစမှသည်ပြီးဆုံးသည့်အထိတိုက်ပွဲဝင်သွားရန်ဆုံးဖြတ်ထားသည်နှင့်အညီဒေါ်လင်းအောင်မြင်မှုပန်းတိုင်စီသို့ဥလည်မတုံချီတက်သွားမှာဖြစ်တယ်လို့လည်းမိုးကုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မိုးကုတ်ပတ်ကဖကကြေညာထားပါတယ်။ယခုအချိန်ကအကြမ်းဖက်စစ်တပ်အားဒေါ်လင်းအင်အားစုများချင်းချင်းပုံမုံညီညွတ်စွာတိုက်ပွဲဝင်သွားမယ့်အချိန်ဖြစ်ပြီးပြည်သူလူထုအားတိုင်တဲ့ချိန်ဆိုထားတဲ့ဒေါ်လင်းတစ္ဆာအားဂရီတီနိုင်ရန်စ조사တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့မြေဆံဘရတ်တိုက်က MPD တပ်ဖွဲ့ကောင်းဆောင်ဘိုမိုက်ခဲကလည်းပြောဆိုထားပါတယ်။ ဒေါ်လာအင်အားစုများကစိုးမိုးထိန်းချုပ်ထားတဲ့နေမြေတွေကိုအကြမ်းဖက်စစ်တပ်လက်အောက်မရောက်စေဖို့ဒနိုင်ကန်လုံးစစ်ကြုံပွားမှာအကျွမ်းမဲ့လွတ်မြောက်ဖို့နဲ့ပြည်သူလူထုလိုလားတောင်းတတဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်သည့်အထိဆုံးခန်းတိုင်းတိုက်ပွဲဝင်သွားမယ်လို့ကတိသစာပြုပါကြောင်းလည်းအတည်ပြုထားပါတယ်။မြင်းကြံဘလတ်တိုက်က MPD တပ်ဖွဲ့မြင်းကြံခရိုင်အမှတ်ကိုတည်ရင်ကမြင်းကြံခရိုင်အတွင်းသာမကပဲမဟာမိတ်တပ်များဖြစ်ကြတဲ့မိုးကုတ်ဘူဟောင်းတပေကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အမှတ်1222တည်ရင် TRI ဘူဟာတို့နဲ့အတူ မန္တလေးတိုင်းမိုးကုံးမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်များမှာစစ်ရေးတာဝန်များကိုပူးရဲထမ်းဆောင်နေတဲ့တရင်များလည်းဖြစ်ပါတယ်။အလားတူပြည်သူ့ကာကွယ်ရေးတပ်မတော်တရားတိုင်းပြူဟာကရှင်ကုတပိတ်ချင်းနယ်မြေခံအများစုအပါအဝင်အင်အားများစွာနဲ့စုဖွဲ့ထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမန္တလေးတိုင်းစစ်ဌာနကုတ်ကဲမှုအောက်မှာရှိတဲ့ပြူဟာဖြစ်တာနဲ့အညီမန္တလေးတိုင်းတွင်းမှာရှိတဲ့နယ်မြေများရဲ့တော်လိုင်းဆိုင်ရာလုပ်ငန်းများမှာအားအင်အပြင်းနဲ့စ조사ဆောင်ရွက်လျက်ရှိနေကြောင်းလည်းသိပေးထားပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်တရားတိုင်းပြူဟာအနေနဲ့ မိဘတော်လိုင်းအင်အားစုများနဲ့တွေ့ဖက်ပြီးမိမိတို့မွေးဖွားအခြေတရားဒေသများကိုကာဝယ်ပြီးမိမိတို့ရည်မှန်းချက်ဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်စီတို့အခက်အခဲများစွာကြားမှာဆက်လက်ချီတက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းလည်းထုတ်ပြန်ထားပါတယ်။လူတော်လိုင်းခီစတင်ခဲ့တဲ့အချိန်မှစလို့ကန္နာအသီးသီးမှာအတူတကွလက်တွဲတိုက်ပွဲဝင်ခဲ့ကြပြီးမိုးကုံမြို့အပေါ်ဝင်လွံ့မြောက်နေမြေများစွာကိုစိုးမိုးနိုင်သည့်အထိတော်လိုင်းခီကိုအောင်မြင်မှုများစွာနဲ့ရှောက်လန်းနိုင်ခဲ့ကြောင်းလည်းပြည်ဦးလွင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်းထုတ်ပြန်ထားပါတယ် အချမ်းပဲစစ်တပ်ရဲ့ရက်စက်ရုံမှမှုမျိုးစုံကောက်ကျစ်ဆင်းလဲမှုမျိုးစုံနဲ့တိုက်ခိုက်ချေမုန်းနေတော့လဲဒေါ်လာရဲ့ပုံများအနေနဲ့တွန်းဆုပ်ကြောက်ရွံ့ခြင်းအလင်းမရှိပဲဆက်လက်ဒေါ်လာသွားမှာဖြစ်ကြောင်းလည်းသိပေးထားပါတယ်ဒေါ်လာရဲ့ခီးတခြားမှာမြို့တော်ပင်ခက်ခဲတဲ့ချိုးကွေများနဲ့ကြုံရသည်ဖြစ်စေရီမန်ချက်ဖြစ်တဲ့ Federal Democracy စနစ်စီတို့မမိတ်မတုံးမဆုတ်တန်းဆက်လက်ခြိတက်သွားမှာဖြစ်ပြီးဒေါ်လာရဲ့အောင်မြင်တဲ့အထိမဟာမိတ်များနဲ့ဆက်လက်ခြိတက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်း ပြိုးတဲ့ခရိုင်ပြည်သူ့ကာဝေးတပ်ဖွဲ့ကဂရီသစ္စာပြုထားတာဖြစ်ပါရယ်ခင်ဗျာ။